မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဒီမြန်မာသားဖန်တီးနဲ့စကားပြောဆိုနည်းလေးတွေကိုတင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့အတန်အတွက်တူပြီးတော့စကားလုံးလေးတွေမတူတဲ့စကားလုံးလေးတွေရဲ့အတိတ်ပဲလေးတွေကိုတွေ့နိုင်ပြီးပြောပြပေးသွားမှာဖြစ်ပါလေကဲဒါဆိုရင်ပထမဆုံးစီးဆိုတဲ့စကားလုံးလေးနဲ့ စီးဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်လေးကိုတစ်ချက်လောက်ကြည့်အောင်ဒါဆိုရင်စီးဆိုတာဘာလဲဆိုတော့စီးဆိုတာစီးပွားရေးအသုံးများပါဖြင့်တော့စီးပွားရေးဆိုင်ရာနော်အသုံးနှုန်းတွေကိုလည်းစီးဆိုပြီးတော့သုံးတတ်တယ်နောက်တစ်ခုကစီးစင်းနေဆိုတဲ့အသုံးနှုန်းမှာလည်းဒီစီးနေသုံးသွားတာဖြစ်ပါတယ်နောက်တစ်ခုကရေးတယ်စီးတယ် နော်ရေစီးရေလာကောင်းတယ်ရေရစီးတယ်စီးစင်းတယ်ဆိုတဲ့နေရာမှာဒီစီးကိုတုံးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီစီးကြတော့ဘယ်နေရာတွေမှာတုံးတယ်လဲဆိုတော့စီကန်စီကန်ဆိုတဲ့အတုံးလုံးကိုလည်းစာလုံးကိုညက်တက်စီးနဲ့တုံးမှာဖြစ်ပါတယ်နောက်တစ်ခုကစီးလုံးနော်စီးလုံးဆိုတဲ့အတုံးလုံးမှာလည်းစာလုံးညက်တက်စီးနဲ့တုံးမှာဖြစ်ပါတယ်ဥပမာ တဆူတစည်းရဲ့နော်တဆူတစည်းဆိုပြီးတော့ရင်တဆူတစည်းရဲ့ဆိုတဲ့အသုံးနှုန်းမှာလဲစီးဆိုတဲ့အသုံးကိုသုံးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတစ်ခုနဲ့တစ်ခုဥပ တွေမှာစီးရောတောင်းသွားမှာဖြစ်ပါတယ်เนาะဒီစီးရတော့စီးပွားရေးတို့စီးစင်းတို့ရေးစီးတို့ရေးစီးရေလာကောင်းမယ်ဆိုတဲ့နေရာမှာဒီစီးရောတောင်းပြီးတော့စီးကန်းတို့စီးလုံးတို့တစုတစီးတို့တင်းစီးတို့ကောင်းလိုက်စီးတို့ဆိုတဲ့နေရာမှာဒီစာလုံးညက်တဲ့စီးနဲ့တောင်းသွားမှာဖြစ်ပါတယ်ကဲနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကတော့ရိတ်ရိတ်နဲ့ ရိတ်ဒါဆိုရင်ရိတ်ဆိုတာဘယ်နေရာမှာသုံးတယ်လဲဆိုတော့အရိတ်ဆိုတဲ့เนาะအရိတ်အာဝါဒကိုသုံးနေတဲ့နေရာမှာရိတ်ကိုသုံးပါတယ်เนาะလာရိတ်ကိုနေရိတ်ကိုเนาะသစ်ပင်ရိတ်ကို ဒီနေရာမှာရိတ်ကိုတုံးသွားတာဖြစ်ပါတယ်လာရိတ်တို့နေရိတ်တို့သစ်ပင်ရိတ်တို့နော်နောက်တစ်ခုကရိတ်သားတို့နော်အဲ့ဒါကိုရာကောက်ကိုလုံးနည်းတင်ပတ်သက်ရိတ်နဲ့တုံးသွားတာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာရိတ်ဆိုတာဘယ်လိုတုံးတယ်လဲဆိုတော့ရိတ်တို့ဆိုတာတော့ တိတ်တွေကိုပေါ်ဆောင်တာဖြစ်ပါတယ်။ရိတ်သိမ်းတယ်။ဘာတွေကိုရိတ်သိမ်းတယ်လဲ။ကိုယ်ဆိုင်ကျိုးထားတဲ့အသီးအနှံတွေကိုရိတ်သိမ်းတယ်ဆိုတဲ့နေရာမှာလည်းຍາກາກໍຕັດຕັ້ນແລະຍိတ်ດາຜິດပါတယ်ນောက်ຕະຄູອາຍိတ်ໃຕ້ນແລະສັດເດໂອຕ້ອງແມ່ສອຍລະດີຍိတ်ແລະເບຕ້ອງແນ່ນောက်ຕະຄູອານໍກ້ານໃຕ້ນແລະຍိတ်ແດນໍຊີແລະຍိတ်ແດດາວດີໂ ိတ်နဲ့ပဲတုံးတော့ပါလေရိတ်သိမ်းဆက်ကိုလည်းဒီကြားကောက်ကိုလုံးကြီးတင်တက်တက်ရိတ်နဲ့တုံးမှာဖြစ်ပါတယ်ခဲဒါဆိုရင်နော်စီးနဲ့စီးရိတ်နဲ့ရိတ်ကအတုံးလေးကိုအတုံးများတဲ့အတုံးလေးတို့နော်ပြော့ပြပေးသွားတာဖြစ်ပါတယ်ရှင်လိုအပ်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်